ကဲမြတ်တာရှင်မကြီးတနိုင်ကံလုံးလေးစားကြတဲ့နိုင်ငံကျော်မင်းသမီးကြီးခွေးဖြစ်ပါပြီ။ဥပ္ပါရေခိုင်နှွေဟာဒုက္ခရောက်ပါပြီ။ခိုင်နှွေရဲ့အလိန်ကိစ္စအလုံးဖော်ထုတ်ခံလိုက်ရပြီ။ခိုင်နှွေကိုသိန်း200ကျော်မှားလွယ်မိတာကိုတနာကြီးအတွင်းမှားလွယ်မိကြောင်းခိုင်နှွေကိုချက်ချင်းပဲငွေပြန်လွှဲဖို့အတွက်ပြောခဲ့ပေမဲ့ခိုင်နှွေဘက်ကနေအဲ့ဒီငွေတွေအကုန်လုံးကိုအလှူတက်မှအသုံးပြလိုက်ပြီးဆိုရဲအကြောင်းပြချက်တစ်ခုတည်းနဲ့ နော်ငွေတွေကိုလည်းပြန်မလွှဲပေးပြင်းတဲ့ခိုင်နှင်းငွေကအကုန်လုံးခိုးလိုက်ပြီးဖြစ်ကြောင်းသက်သွေးရင်းနဲ့တကွနော်ချပြလိုက်ပြီးလည်းဖြစ်ပါရီခိုင်နှင်းငွေကအဲ့ဒီကိစ္စကိုဖြေရှင်းပြီး post တခုပြီးတခုပြင်လိုက်ဝေဖန်ခံရလို့ချက်ချင်းပြန်ဖြစ်လိုက်တဲ့ဒစ်ကိုလင်းနေတော့တာပဲနော်အခုခံလိုက်ရတဲ့နော်ဒီလိုလိုအမျိုးသမီးကလည်းပြောပြီးတိုင်းကံလုံးကိုမြစ်တာထားနိုင်တဲ့မြစ်တာရှင်မကြီးသူ့ကိုကြတော့ဘာကြောင့်နော်မေတ္တာမထားနိုင်တာလေသူဟာအဲ့ဒီသိန်းနှစ်အကျိုးကိုရဖို့အတွက်ဘလောက်ထိနော် နင်းနနာဘလောက်တိတိနှစ်ပေါင်းများစွာကြိုးစားရခဲ့ရသလဲခိုင်နှင်းဝေမသိဘူးခိုင်နှင်းဝေကအခုလိုမျိုးသူစီတော့ပတ်စံချက်ချင်းရောက်တာနဲ့ခါလေးထုတ်ပြီးတော့တနားရီတော်မပြည့်ဘူးလွဲမိတာနဲ့ချက်ချင်းကိုနော်ချက်ချင်းပြန်လွဲပေးဖို့ပြောတာတော့ခိုင်နှင်းဝေဘက်ကအသုံးပြလိုက်ပြီဆိုတဲ့အနေအထားတစ်ခုတွေနဲ့ပြန်မပေးချင်တော့တာဖြစ်တဲ့အတွက်ခိုင်နှင်းဝေကတော့ခွေးဘွားရောက်ပါပြီအခုတနင်္ဂနွေလုံးကခိုင်နှင်းဝေကိုတော့တွားရောက်ဆဲဆူနေကြပြီဖြစ်ပါတယ်နော်ခိုင်နှင်းဝေကတော့ဒုက္ခကြီးကြီးရောက်ပါပြီ ခိုင်နှွေးဟာကျွန်တော်အစကတည်းကပြောပါတယ်။သူဟာအရင်မင်းသမီးပဲဖြစ်တယ်။ဇာကကြီးတွေတောင်သိမရရဘူး။သူ့မှာဘာမမေရရတော့အကျိုးစီးပွားရတဲ့လုံးဝမရှိဘူးဒါမဲ့ရွှေတောင်ချားမှာလိန်ပေါင်းသိန်းချီနော်။ channel အများကြီးပိုင်းဆိုင်ထားရီလက်ကန်အိတ်တွေဟာဆိုရင်ပဲဒါသိန်းပေါင်း90တရားအစရှိတဲ့လက်ကန်အိတ်တွေအခုတရားလုံးရှိတယ်ဗျာ။ဒီကနာယီတွေလည်းကြည့်နော်သိန်းပေါင်း20 30တရားတန်တွေကြီးပဲ။ဆိုတော့ကျွန်တော်လူတွေကစိတ်ဝင်စားတယ်ပေါ့နော်။ဘေကပတ်စံတွေရလေး ဆိုတော့အနေထားနဲ့စိတ်ဝင်စားကြတဲ့အခါမှာအခုတော့ခိုင်နေဝေရဲ့စိတ်နေစိတ်ထားကဘယ်လိုမျိုးရှိလဲဆိုတာအကုန်လုံးအခုတော့ဘူးပေါ်တလို့ပေါ်သွားခဲ့ပြီဖြစ်တဲ့အတွက်တနိုင်ကလုံးကပြည်သက်တွေကတော့သွားရောက်ဆက်ဆူနေကြပြီလို့ဖြစ်ပါတယ်ခိုင်နေဝေကိုအရန်အရန်ကမှချစ်ခင်တဲ့လေးစားကြတဲ့သူတွေတော့ခိုင်နေဝေကိုပြောနေကြပြီလို့ဖြစ်ပါတယ်နော်ကျွန်တော်တို့ရဲ့ agency parking ကြီးเนาะ mori တွေရဲ့ agency parking ကြီးဖြစ်တဲ့ကျွလွင်တော်ခိုင်နှွေကိုအဲ့ဒီကိစ္စအမြန်ရှင်းပြဖို့အတွက်တောင်းဆိုလိုက်ပြီလေဖြစ်ပါရဲ့ဗျာ